ဲ့လို BDS ဆိုတာဟိုကြာတနာလို့နွားချမ်းသာနေရတဲ့အဆင့်မရှိတယ်သိလားအေးကြာတနာလို့နွားချမ်းသာတာမင်းတို့ BDS ဆိုတာတတ်မတော်တနာလို့မင်းတို့ BDS ဆိုတာရှိတယ်ဖလန်ရေးအခွဲတွေအနေနဲ့ဘ누구မှမမီကိုကြပါနဲ့ဘ누구မှစေတနာသရတရားထက်တန်တယ်လို့အခမဲ့ကုညီနေတာမဟုတ်ပါဘူးသူတို့အကျိုးနဲ့သူတို့လုပ်နေတာပါအကျိုးလို့လို့ညောင်ရေလောင်းနေတာပါ ်ဘသူ့ကိုမှဘလွန်ကျွန်မမီကိုရပါနဲ့တနတ်၅လက်တည်းရှိတဲ့သူဖြစ်ပြီတနတ်၁လက်ရှိတဲ့သူပဲဖြစ်ပြီကိုတိုင်းပြည်ရဲ့တော်လှန်ရေးဓမ္မတွေကိုလာယုံကြည်အားထားပြီးတပ်ပေါင်းစုကြီးအမြန်ဖွဲ့စည်းနိုင်မှသာဒီတိုင်းပြည်နဲ့ဒီပြည်တွေကိုကဲတင်နိုင်မှာဖြစ်တယ်လို့အလေးနဲ့သတိပေးတိုက်တွန်းချင်ပါတယ်ခင်ဗျာ ော်လံမျိုးတွေအားလုံးပဲအလင်းပေးတာမှာမြန်ဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြက် reproduction channel လေးရဲ့ပြန်လည်ကြိုတိုက်ပါတယ်ဗီဒီယိုလေး reaction မလို့တော့ပေးကမှာတော့ယနေ့အေပလာ၁၈ရက်နေ့တောက်ကြနေ့ရဲ့ညပိုင်းနောက်ဆုံးရရှိတဲ့တင်းချို့ကိုချင်းချို့ဖော်ပြပြီးတော့ဖြစ်တဲ့အတွက်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီရားနေပြီးတောင်းဆိုလိုက်ပါတယ်တောင်းဆုံးတဲ့နေ့ပုံနေနဲ့ကတော့ကင်းရင်ပြီးနေကြုံတိုးမြို့မှာရှိတဲ့ကြေးရတွေကိုချမ်းပတ်စစ်တဲ့ဟာဒင်းပေးမြကနေတစင်ရရှိတဲ့ဒေချောင်းတနက်ကြီးမြဖြင့်စက်တိုက်ပစ်ခတ်တိုက်ခိုက်နေပြီးအောင်နဲ့ချီတဲ့ပြည်သူတွေပြည်နေရာကြောင့်ဒေသခံပြည်သူတွေပြောထားပါဗျာ ုံတို့ဒေသတွင်းမှာရှိတဲ့ကြေးရများမှာအကြမ်းဖက်ဆစ်တဲ့ထောက်ခံသူကြန့်ဖို့ပါတီတောင်ဝင်ကန်နဲ့မဘာသာဖုံးကြီးများကကြေးရများအတွင်း KNL မဟာမိတ်ပူးပေါင်းတများဝင်ရောက်မှုအခန်းချမှုမရှိစေရင်းနဲ့တက်တက်တရင်တက်ဖွဲ့စစ်စကမ်းများတိုက်ခိုက်မခံရရေးအတွက်အကြမ်းဖက်ဆစ်တဲ့များကိုတရင်ပြေး၍ကြေးရများကိုလေကြောင်းနဲ့ကြီးများဖြင့်ဆက်တိုက်ပစ်ခတ်နေခြင်းကြောင့်ထောင်နဲ့ချီတဲ့ပြည်သူကြီးနေတာဖြစ်ပါတယ်။အခုဘုံကျဲတာလက်နက်ကြီးတွေနဲ့ရွာတွေတဲကိုပစ်ထဲတာတွေကရွာက ဖုံးကြီးကြန့်ဖို့နဲ့စစ်တဲ့ထောက်ခံသူတွေ PDF ANU တွေလာတာနဲ့ ွားတာကိုကြည့်ပြီးစစ်တပ်ကိုဖုံးဆက်တရင်ပြပြီးလက်နက်ကြီးလေရင်တွေနဲ့ပစ်ခိုင်းဘုံကျဲခိုင်းနေတာဆိုတော့သိရှိရပါတယ်လို့ဒီသူတွေကတော့ပြောထားတာတွေ့ရပါတယ်။ဧဘရာ18ရက်နေ့ညပိုင်းကလည်းတလဲတော်ကြေးရွာကိုအချမ်းပတ်စစ်တပ်ကလေရောင်းဖြင့်ဘုံကျဲတိုက်ခတ်မှုကြောင့်တလဲတော်ရွာသားတချို့ဒေဆုံးမှုရှိပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းညတနာရီကျော်ကမှာတော့ကမရက်ရွာဘက်ကိုထပ်မံဘုံကျဲတိုက်ခတ်ခဲ့ကြောင်းပုံပြင်စကကကြင်နေမှာလဲပုတ်ကြိတ်မြောက်ပိုင်းမှာရှိတဲ့နောင်တပွဲရွာနဲ့ပုတ်ကလောင်းရွာတို့ကိုလက်နက်ကြီးသုံးလုံးဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းသိရှိ ရပါတယ်နောက်တစ်သတင်းတော့စစ်ကောင်စီကင်းစင်သွားတဲ့နေမြေတွေကိုအုပ်ချုပ်ရေးလေဟာနဲ့မဖြစ်စေရန်ဒီနယ်များတွင်တိုင်းရင်းသားနဲ့နှက်ကိုင်းအီယာအိုများကနေပြီးတော့တောင်းဝင်ယူထားပြီးတိုင်းဒေသများကိုတော့ NGO ဆိုရကအုပ်ချုပ်ရန်တောင်းဝင်ခွဲဝေယူလိုက်ကြောင်း NGO ဆိုရက၄နှစ်ပြည့်အစီအစဉ်သားမှာထုတ်ဖော်ပြောကြားခဲ့ပါတယ်။ online ကာလစိုးမိုးထိန်းချုပ်နေမြေများမှာအကြမ်းဖက်စစ်ကောင်စီရဲ့အုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးနောက် အုပ်ချုပ်ရေးလေဟာနဲ့မဖြစ်စေရအတွက်ဒီနယ်များရဲ့အုပ်ချုပ်ရေးထူထောင်မှုကိုဒီနယ်လူမျိုးရေးဒီကတောင်းဝင်ယူဆောင်ရွက်ရရှိသောသက်ဆိုင်ရာအီယာအိုများနဲ့ဒီနယ်တိုင်းပင်ခံကောင်စီများကတောင်းဝင်ယူပြီး ိုင်းသို့မဟုတ်ပတ်ထွက်ယူနစ်များရဲ့အုပ်ချုပ်ရေးချူတော်မှုကိုတော့ကျွန်တော်ဦးစင်တွင်တိုင်းဒေသများလွတ်မြောက်ရေးအတွက်ကြီးကတောင်းဝင်ယူသောမြို့သားညီရွေးဆိုရကကမကထပြုဆောင်ရွက်ခဲ့ကြောင်းသာပါတယ်။တိုင်းသို့မဟုတ်ပတ်ထွက်ယူနစ်အုပ်ချုပ်ရေးဖွဲ့များအများဆုံးပေါ်ပေါက်လာရေးအတွက်သဆိုင်ရာတိုင်းသို့မဟုတ်ပတ်ထွက်ယူနစ်များမှတောင်းဝင်ရှိသူများနဲ့မြို့သားညီရွေးဆိုရတောင်းဝင်ရှိသူများကလိုအပ်သောဆွေးနွေးညီညွတ်ရေးပြုလုပ်လျက်ရှိကြောင်းပြည်နေနေတိုင်းအုပ်ချုပ်ရေးဖွဲ့ကိုရများပေါ်ပေါက်လာသည့်အခါပတ်ထွက်သဘောအရလိုအပ်သောပေါင်းစပ်ညီနိုင်မှုနှင့်ဥပပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်နှင့်မြို့သားညီရွေးဆိုရအတွက် ဤတောင်စုအစိုးရနဲ့ပြည်နယ်ဖက်ထရယ်ယူနီများကြားဥပုံဆောင်ရွက်ရေးကော်မရှင် FSCC ကိုလည်းဝစီတာကြောင်းသိရှိရပါတယ်။အန်ဒီအစိုးရအနေဖြင့်တိုင်းခွနခု KI 10ခုမြို့နယ်183ခုတွင်ပြည်သူ့အုပ်ချုပ်ရေးရန်တရာကောင်းစွာလေပတ်လျက်ရှိကြောင်းနေမြေစိုးမိုးထွန်းချုပ်မှုရစစ်ကောင်စီအုပ်ချုပ်မှုကိုဖျက်သိမ်း၍ပြည်သူ့အုပ်ချုပ်ရေးထူထောင်နိုင်ရန်အတွက်မြို့သားညီရေးအစိုးရတွင်ဂျားကာလာဒေသနေရာပြည်သူ့အုပ်ချုပ်ရေးပေါ်ဆောင်မှုဘဟုကော်မတီကိုပြည်တော်စုဝင်ကြီးရဲ့ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားပြီးဖြစ်ပြီးအခုချိန်မှာတော့တိုင်းခွနခုနယ် KI 10ခုမြို့နယ်183ခုမှာ ြည်သူအုပ်ချုပ်ရေးရန်တရာကောင်းစွာလေပတ်လျက်ရှိကြောင်းထုတ်ပေါ်ပြောကြားထားတာကိုတွေ့ရှိရပါတယ်။နိုင်ငံမှာပြည်မပေါင်းစုံနဲ့အကျဉ်းချခံရတဲ့အကျဉ်းသူအကျဉ်းသားပေါင်း4893ဦးနိုင်ငံခြားသားအကျဉ်းသူအကျဉ်းသားပေါင်းအမျိုးသားအမျိုးသမီး73ဦးစုစုပေါင်းအကျဉ်းသူအကျဉ်းသား9000နီးပါးကိုဒီကနေ့မြန်မာနှစ်တကူလက်ဆောင်မြန်မာနှစ်တကူကုသိုလ်အဖြစ်ပြည်ထောင်ကနေပြီးတော့လူငယ်ချမ်းသာခွင့်ပေးလိုက်ပါတယ်။အဲ့ဒီလိုပေးလိုက်တဲ့အပေါ်မှာဟိုဘက်ရက်ကွယ်ဟိုဘက်အုပ်စုအဓိကတော့ ီတို့အတွက် PDF ဆိုပြီးတော့ပြည့်ဖြတ်နေတဲ့ PDF တွေပေါ့ဗျာလက်နက်ကင်တပုံတောင်းချမ်းသူတွေ PDF အားပေးထောက်ခံနေတဲ့အယိုးချင်းကင်နေတဲ့ PDF အားပေးတွေအားလုံးကနေပြီးတော့ဝိုင်းပြောင်းနေကြတာပေါ့အခုလိုစကားတွေကိုပြောမယ်ဆိုရင်တော့ရုံသူသင်ကန်းကိုချွတ်ပြီးတော့ပြောတာပိုတင့်တော်မယ်လို့ထင်ပါတယ်ဒါဟာနိုင်ငံတော်ကနေပြီးတော့လူငယ်ချမ်းသာခွင့်ပေးလိုက်တာကမကြခင်မှာအာဆီယံဟိုသွားမှာဖြစ်တဲ့အတွက်ဟိုကြရင်ဟိုနာမည်ကောင်းရအောင်မျက်နှာပန်းလောက်အောင်လို့အခုဒီအကျဉ်းသူအကျဉ်းသားတွေကိုလှုပ်ပေးနေတာဆိုပြီးတော့ကိုယ့်ဘက်ကနေပြီးတော့ ဘာလဲဟိုတရားဖို့ငါးဖို့ကန်ဒီ၆ပြောနေကြတာဗောနော်အဲ့လိုပြောနေလို့လည်းဒီလိုမဆိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်မှာလောက်လောက်ဆရာရှိတဲ့လောက်ကိုနိုင်ငံတော်အကြီးအကဲတွေကနေလှုပ်နေတာเนาะတို့ကပြီးဖြတ်တဲ့កောင်တွေကမင်းတို့ဘောမာနေရလဲဘယ်သူမှကြီးမဆိုင်ဘူးပြီးဖြတ်ဖို့ပဲတတ်တယ်နိုင်ငံဖြတ်တဲ့កောင်တွေကနိုင်ငံဖြတ်ဖို့ပဲတည်တယ်တို့ဘယ်လိုပဲဖြတ်နေပါစေတကယ်ဆိုရင်အကြီးသူကျင်းသားပေါင်း9000ဒီပါကိုမြန်မာနဲ့တူကလာခါတမ်းမှာလွတ်မြောက်လူငင်းချမ်းသာဝင်ပြတာဖြစ်တဲ့အတွက်တို့အနေနဲ့ဘာမြောက်ဝမ်းသာဖြစ်ရမလဲမူရီတာဘွားမူရီတာမပွားနိုင်ဘူး ကျွန်တော်တို့ငယ်တော့ဘုရားတော်တော်ဘုရားဘုရားရှိမှတွေ့တဲ့ငှက်ကလေးကိုလောင်ချိုင်ထဲကိုထည့်ထားတဲ့ခါမှာပတ်စံနဲ့ပေးဝယ်ပြီးတော့ငှက်ကလေးကိုလှုပ်ပေးလိုက်တယ်။အဲ့ငှက်ကလေးကဘသူ့ကိုကျေးဇူးတင်ရမှာလဲကျွန်တော်တို့ဝယ်ပြီးတော့လွတ်တဲ့သူတွေကိုကျေးဇူးတင်ရမှာလားသူတို့ကိုဖမ်းပြီးတော့လောင်ချိုင်ထဲကိုထည့်ပြီးတော့ပြန်ရောင်းစနေသူတွေကိုကျေးဇူးတင်ရမှာလားဆိုတဲ့စကားတစ်ခုလိုပါပဲ။အသက်တွေကြီးပြီးတော့အချိန်မစီးတဲ့လူမျိုးကောင်တွေရှိနေတာလဲတော်တော်လေးဥမာမြန်မာနိုင်ငံအတွက်ရင်လေးစရာကောင်းပြီးတော့ ဒီကရင်လေးကိုကောင်းတော့ဒီလိုကောင်းတွေကသင်ငန်းတွေစီးရတာကျွန်တော်ရဲ့တာသနာအတွက်တော်တော်လေးကိုမှထိခဲ့ပါတယ်။ဒါကြောင့်တော်လိုင်းပြီးကလာဖြစ်တော်လိုင်းပြီးရင်ကလာဖြစ်ဒီလိုမျိုးရောင်ဆောင်သင်ငန်းခြုံတဲ့ကောင်းတွေကုန်လုံးကိုသင်ငန်းဆွဲချွတ်ပြီးတော့ပြည်သူရှိမှဒိုးတိုက်ဆွဲပြီးအပြစ်ပေးရမှာကတော့ကျွန်တော်တို့ပြည်သူတွေရဲ့လုပ်ရမယ့်ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ဟမ်။အားရလေ။ဒါဆိုရင်မင်းတို့ PDF တွေလက်နက်ကင်တပုံတောင်းကျန်းသူလူသက်သမားတွေဖမ်းဆီးထားတဲ့တပ်မတော်သားတွေတပ်မတော်သားမိသားစုဝင်တွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအရက်တို့အရက်သားတွေ နော်အဲ့ဒီလူတွေကိုမင်းတို့အနေနဲ့မြန်မာနဲ့တင်ကူကာလာအခါဒီမျိုးစကားတွေပြောရင်ထပ်မံပြောလိုက်ပါတယ်သင်ကန်းချွတ်ပါသင်ကန်းချွတ်ပြီးပြောတာအကောင်းဆုံးပါပဲသမီးအဖြစ်နဲ့တကူလက်ဆောင်အဖြစ်တယောက်လောက်ကိုညာမင်းတို့ကလူငယ်ချမ်းသာခွင့်ဆိုပြီးတော့လှွတ်တာပြလိုက်ရင်လေအကုန်လုံးကဝိုင်းပြီးတော့နာရုခေါ်ကြမှာနော်တနိုင်ငံလုံးမဟုတ်တစ်ကမ္ဘာလုံးကတော့ခွန်ရေးခေါ်ကြမှာရတရုဆိုတဲ့စကားကိုမင်းတို့သင်ကန်းတွေခြုံရောင်ဆောင်ရတဲ့ဖုံးရည်အနေနဲ့မထိုက်တန်တာတော့အမှန်ပါပဲဒါတကယ်လေးကိုမှတော်တော်ရင်းနှီးစရာကောင်းတဲ့မြန်မာနိုင်ငံရဲ့သောက်တနာတော်ကိုစော်ကားနေတာပါပဲဒါမဲ့လေ သနာတော်ရဲ့အထက်မှာရှိတဲ့ဘုရားတော်ကြီးအကုန်လုံးနဲ့နီးရဒါကြောက်ရနီးရလက်နဲ့ကြောက်ရတဲ့နေသားတစ်ခုဖြစ်နေရတယ်မြန်မာနိုင်ငံအတွက်ဝမ်းနေစရာနေသားတစ်ခုပါပဲမန်တေကိုအမှန်ကလူမပြောရဲတဲ့နေသားတစ်ခုရောက်နေတဲ့သာသနာတော်ပါမင်းအောင်နိုင်ရဲ့ခြေပေါ်အောက်ရောက်နေတဲ့ပုံနေတာပါဘာဖြစ်လို့ဆိုတော့ပြဖြတ်တဲ့ PDF တွေကို PDF ကဒီလိုအလုံးမလုံးဘူးလေအဲအကြောင်းနိုင်ငံတော်ကနေပြီးတော့လူငယ်ချမ်းသာခွင့်ပေးလိုက်တဲ့အယတ်သူအယတ်သားပြည်သူတွေပြည်တံအမျိုးမျိုးကြခံနေရတဲ့ပြည်သူတွေလွတ်မြောက်လူငယ်ချမ်းသာခွင့်ရလာတာကိုမင်းတို့ဝမ်းသာမင်းတို့အဲ့ဒါကို မူတီတာမပွားနိုင်မှနဲ့အဘိဇာရေများမနေကြနဲ့နော်မင်းတို့ PDF ဆိုတာဟိုကြာတနာလို့နွားချမ်းသာနေရတဲ့အဆင့်မရှိတယ်တိလားအေးကြာတနာလို့နွားချမ်းသာတာမင်းတို့ PDF ဆိုတာတက်မတော်တနာလို့မင်းတို့ PDF ဆိုတာရှိနေတာနော်မင်းတို့မင်းတို့လူတွေများလာတယ်လက်နက်တွေများလာတယ်အင်အားတွေစုစည်းမိလာတယ်တိုင်းရင်းတစ်ဖွဲ့တွေများလာတယ်ဆိုပြီးတော့မင်းတို့ကုန်းစားမနေနဲ့မင်းတို့အချင်းချင်းတော့ဇက်တူသားစားနေကြတာမင်းတို့ PDF ဒီရဲ့နေဝင်ချိန်ဟာတဖြည်းဖြည်းနဲ့နှိကက်လာပြီအဲ့တော့နေမဝင်ခင် မင်းတို့ရဲ့အဆုံးမတက်ခင်မှာကုသိုလ်ကောင်းမှုလေးတွေဖြစ်အောင်ဒီကနေ့မြန်မာနေတဲ့ကုကလာအခါသားများနေဆန်းတဲ့နေ့မှာလူငင်းချမ်းသာပေးလိုက်တဲ့လူတွေရဲ့အပေါ်မှာမုဒိတာလေးပွားမင်းတို့သိသွားရင်တော့ကုသိုလ်လေးတော့ပါပါအောင်ပါတိလားဒါရနေစံတည့်ရက်နေ့မှာသင်္ကန်းချုပ်အယောင်ဆောင်ဘုံကြီးတွေကနေပြီးဝါရဖြစ်နေတယ်ဒါတို့ကိုပြောထားတာကိုတွေ့ရှိရတော့ပြန်လဲပြန်ဝေပေးလိုက်ခြင်းဖြစ်ပါတယ်။ဒါပြီးတော့မြန်မာနိုင်ငံမှာလက်ရှိချိန်မှာလူမျိုးသင်္ကန်းချုပ်ဝတ်ထားပြီးတော့တစ်ဖက်ဆုံးရောက်ပြောနေတဲ့သူတွေများလာတာဖြစ်တဲ့လူငယ်တွေအနေနဲ့ဘာသာတရားကိုယုံကြည်အားကိုးမှုတွေကတော်တော်လေးကိုမှပြောကြတာတော့တွေ့ရတယ်ကျွန်တော်မြန်မာနိုင်ငံအတွက် တော်လေးကိုမှစီမံကောင်းတဲ့အနေထားကူဖြစ်ပြီးတော့ဘောမာတွေပြောတဲ့ဘောအမေစုလက်ထက်မှာကျွန်တော်တို့တွေအင်းရဖျားစင်တွေပျောက်မယ်လို့ပြောခဲ့ပေမဲ့လည်းမင်းအောင်နိုင်လက်ထက်မှာဘုံတွေကျဲချန်လို့ဖျားစင်မှာမဟုတ်အင်းဒီပါပျောက်နေတဲ့နေရောရှိနေတာကတော့ဘုံဝကူမှာမလွဲတဲ့အနေထားကူဖြစ်ပါတယ်မြန်မာနိုင်ငံကိုဒုတိယယူကရိန်းနိုင်ငံလို့မဖြစ်အောင်ဆိုပြီးတော့ထောက်ပြပြောဆိုသွားတာလေးကိုတွေ့ရှိရတဲ့ပြန်လည်ဝင်ပြောင်းခြင်းဖြစ်လာပါတယ်ဒီရတဲ့မျိုးတွေအားလုံးပဲကျွန်တော်နဲ့အတူအပေးတော်လို့ရပါတယ် British တိုင်ရင်သုံးရင်ဟာအမေရိကန်ရဲ့ကြောထောက်နောက်ခံအားပေးမှုကိုရယူပြီးတော့မြန်မာနိုင်ငံပြည်တွင်းစင်မှာဝင်ရောက်ဆက်ဖက်တော်မှာဖြစ်ကြောင်းဘင်္ဂလားဒေ့ရှ်ထိပ်တန်းစစ်အရာရှိတွေကိုကူကပြီးတော့အိန္ဒိယသတင်းစာတစောင်ဖြစ်တဲ့ North East News ကထုတ်ဖော်ရေးသားပါတယ် BBC အိန္ဒိယအရှေ့ပိုင်းနဲ့အရှေ့မြောက်ပိုင်းဌာနရဲ့ဌာနမှူးဟောင်းဆူဗီယာဘောမစ်ကလည်း Euro News မှာ သုံးသပ်ချက်ရေးသားထားပါတယ်ဝင်ရောက်ဆက်ဖက်မှုလုပ်မဲ့ဘင်္ဂလားဒေ့ရှ်တိုင်ရင်သုံးရင်ကတော့အမှတ်30အမှတ်29နဲ့အမှတ်24တိုင်ရင်တွေဖြစ်ကြပါတယ် ဘင်္ဂလားဒေ့ရှ်စစ်သားတွေကကိုယ်တိုင်တနက်ကင်ပြီးတော့ဝင်တိုက်တာမျိုးလုပ်မှာမဟုတ်ဘဲနဲ့ supplies logistics နဲ့ tactical support တွေကိုပေးသွားမှာလို့ဆိုပါတယ် supplies ဆိုတဲ့အထက်မှာစားနပ်ရိက္ခာတွေ drone တွေနဲ့ထောက်ပို့ပစ္စည်းတွေပါဝင်မယ်လို့သိထားပါတယ် logistics ဆိုတဲ့အထက်မှာဆက်သွယ်ရေးဆိုင်ရာအထောက်အကူတွေလမ်းမဆက်သွယ်ရေးဆိုင်ရာထောက်ပံ့ကူညီမှုတွေ drone အခြေစိုက်စကန်တွေပါပါဝင်ပါမယ်ဒါအပြင်မှာ tactical support ဆိုတဲ့အထက်မှာစီးရင်းနည်းပညာနဲ့ပတ်သက်တဲ့ထောက်ပံ့ကူညီမှုအမျိုးမျိုးပါဝင်သွားမှာဖြစ်ပါတယ် သူတို့အဓိကအကူအညီမဲ့အဖွဲ့အစည်းတွေကစစ်ကောင်စီကိုစန့်ကျင်တော်လှန်နေတဲ့တော်လှန်ရေးမဟာမိတ်အဖွဲ့အစည်းတွေလို့ဆိုထားပါတယ်တိတိကျကျသိရတာကတော့ AARK တက်တော်နဲ့ CNF ချင်းမျိုးသားတက်ဦးတို့ပါဝင်ပါတယ်ဒီသတင်းဟာအလွန်အရေးကြီးတဲ့သတင်းကြီးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့တိုက်ပြည်ရဲ့ကန့်ကျင်မှာကျွန်တော်တို့ပြည်သူတွေရဲ့ကန့်ကျင်မှာအပေါ်မှာအကျိုးသက်ရောက်မှုကြီးကြီးမားမားဖြစ်ပေါ်စေမဲ့သတင်းကြီးတစ်ပုဒ်ပါ Ukraine Russia စစ်ပွဲကြီးကြောင့်တေဆုံးရသူစုစုပေါင်းတက်တန်းလောက်ရှိပါပြီ ယူကရိန်းရုရှားစစ်ပွဲဆိုတာဟာအမေရိကန်ကကြောထောက်နောက်ခံပေးပြီးတော့ဆင်နွှဲနေတဲ့ proxy စစ်ပွဲကြီးပါ။တနည်းအားဖြင့်ပြောရရင်ကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်ကြတဲ့ရုရှားနဲ့အမေရိကန်စစ်ဖြစ်နေတယ်လို့ပါပဲ။အခုဘင်္ဂလားဒေ့ရှ်ကို proxy တဖွဲ့အသုံးပြုပြီးတော့မြန်မာနိုင်ငံမှာအမေရိကန်တို့ရဲ့စစ်ရဲလှုပ်ရှားမှုတွေဖြစ်လာရင်တရုတ်ကဘယ်အခန်းကဏ္ဍကနေဘလို့လှုပ်ရှားလာမလဲ။မြန်မာနိုင်ငံဟာဒုတိယယူကရိန်းဖြစ်လာတဲ့အထိကန်ဆုံးမိုးမောင်းကြလာတော့မှလားဆိုတာမျိုးအထိစိုးရိမ်ပူပန်စရာဖြစ်လာပါပြီ။ တရုတ်နဲ့အမေရိကန်ကကြိုးကန်ပြီးတော့မြန်မာနိုင်ငံကိုသူတို့အကျိုးအတွက်မှောက်ချီလှမ်းကြီးတွေလှုပ်လာမယ်ဆိုလို့ရှိရင်တော့ယူကရိန်းတဲ့မရော့တဲ့ကန်စိုးမိုးမောင်ကြမှုကြီးစီကိုဥတီသွားနိုင်တဲ့အန္တရာယ်ရှိပါတယ်ကျွန်တော်တို့တိုက်ပြည်မှာငလင်ကြီးလှုပ်ပြီးတော့လူတွေတောကမီတောက်လောင်နေချိန်ငလင်လှုပ်ပြီးတဲ့နောက်တကြံကာလာကြီးကိုရောက်လာတော့ပျော်ရမလားမပျော်ရဘူးလားအငင်းပွားနေကြတဲ့အချိန်တခါစစ်ကောင်စီကအကျဉ်းသားတွေကိုအကျွေးယူသလိုမျိုးအဟောင်းပေးအသိယူလုပ်နေတဲ့အချိန်မှာကမ္ဘာအင်အားကြီးနိုင်ငံကြီးရဲ့ ဖလျော့ဝက်စစ်စင်ရေးတခုသတင်းစာရဲ့မူလအသုံးနှုန်းအရဆိုလို့ရှိရင်တော့ clandestine operations ဆိုတာကြီးတူတူတိတ်တိတ်တက်ဝင်လှုပ်ရှားနေပါတယ် much la 24ရက်25ရက်နေ့တွေမှာ American Pacific ဒေသဆိုင်ရာဒုတိယစစ်ဦးစီးချုပ် Joel Vawel ဟာ Bangladesh နိုင်ငံကိုရောက်လာပြီးတော့ Bangladesh စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး Walker Us Zaman နဲ့တွေ့ဆုံခဲ့ပါတယ်အဲ့လိုတွေ့ဆုံဆွေးနွေးတဲ့ဆွေးနွေးပွဲမှာ American နဲ့ Bangladesh ဥဒွေစီလက်ကျင့်မဲ့အစီအစဉ်အမေရိကန်ကနေဘင်္ဂလားဒေ့ရှ်ကိုဆက်လက်နဲ့တွေထောက်ပံ့ပေးရမယ့်အစီအစဉ်အပြစ်မှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အစီအစဉ်ကိုလည်းအစပြုတ်ခဲ့ပါတယ်။အဲ့ဒီအစီအစဉ်အရဘင်္ဂလားဒေ့ရှ်တပ်ရင်း၃ရင်းက AA နဲ့ CNF ကိုထောက်ပို့တာတွေထောက်ပံ့ကူညီတာတွေအစ်စ်မြင့်တူရကီလို့လူမဲ့ဒရုန်းတပ်ဆင်ပေးပါတယ်။ဒရုန်းခြေစိုက်စခန်းဖွင့်လှစ်ပါတယ်ပါဝင်မှာဖြစ်ပြီးတော့ အဲ့ဒီအစီအစဉ်တွေကိုလက်တွေ့ကြကြအကောင့်ထည့်ဖို့ဖို့အတွက် AA နဲ့ CNF ကိုယ်စားလှယ်တွေနေနဲ့ American Bangladesh အရာရှိတွေတွေ့ဆုံဆွေးနွေးဖို့အစီအစဉ်တွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်လာပါပါ။အဲ့ဒါလို့လှုပ်ဆောင်ဖို့အတွက် Bangladesh စစ်တပ်က AA Arak တပ်တော်နဲ့ CNF ချင်းမျိုးသားတပ်ဦးရဲ့ကိုယ်စားလှယ်တွေကို Bangladesh နိုင်ငံထဲကိုအထူးလျှို့ဝှက်ခေါ်ဆောင်ထားပေးရပါတယ်။အဲ့ဒီကိုယ်စားလှယ်တွေကို Safe House လို့ခေါ်တဲ့လုံခြုံရေးအထူးပေးထားတဲ့နေရာမှာတက်ခုခိုင်းထားပါတယ်။ AB 16နှစ်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရအာရှတောင်ပိုင်းနဲ့အလဲပိုင်းဆိုင်ရာဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီးနီကိုလိုချူလစ်ဘင်္ဂလားဒေ့ရှ်ကို ရောက်လာပါတယ်။အေဗီလာ18ရက်နေ့မှာမြန်မာနှစ်ဆန်းတရက်နေ့မှာတော့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အရှိအာရှနဲ့ Pacific ဒေသဆိုင်ရာဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Andrew Harrop ဘင်္ဂလားဒေ့ရှ်ကိုရောက်လာပါတယ်။မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်တန်ယုံရဲ့ယာယီတန်ယုံတာဝန်ခံ Susan Stevenson လည်းရောက်ရှိလာပါပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာအမေရိကန်တာအမတ်ကြီးလည်းတက်ရောက်မှဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ဘက်ကအစ်မြင့်အရာရှိတွေလည်းတက်ရောက်ကြဖို့ရှိပါတယ်ရခိုင်ပြည်မှာစစ်တွေကြောက်ဖြူမန်းအောင်သုံးမျိုးသာ AA အာရခတက်တော်ကမသိမ့်ပိုက်နိုင်သေးပဲစစ်ကောင်စီဆက်လက်ထိန်းသိမ်းထားနိုင်တာဖြစ်ပါတယ်အခုအမေရိကန်ကြောတော့နောက်ခံပေးမဲ့စစ်စေရေးဟာအရေးပါတဲ့အဲ့ဒီမျိုးသုံးမျိုးသိမ့်ပိုက်ရေးအပြင်မှာရခိုင်ပြည်ကိုကြော်လွန်ပြီးတော့ AA အာရခတက်တော်ကသိမ့်ပိုက်နိုင်ရေးအတွက်စစ်ရေးဆိုင်ရာအထောက်အကူပေးမယ်လို့ North East News ကရေးသားထားပါတယ် ချင်းပြည်နယ်မှာစစ်ကောင်စီကိုအနိုင်တိုက်ခိုက်နိုင်ရတဲ့အတွက်အထောက်အပံ့ပေးမဲ့အစီအစဉ်လဲပါဝင်ပါတယ်။ logistics အပိုင်းကနေပြီးတော့ထောက်ပံ့အကူအညီဖို့အတွက်ဘင်္ဂလားဒေ့ရှ်ကပြင်ဆင်ရမှာ Technef နယ်မှာအဆောက်အုံတစ်တွေအများအပြားဆောက်လုပ်နေပြီလို့ဆိုပါတယ်။အဲ့ဒီအဆောက်အုံတွေစခန်းတွေကနေပြီးတော့ AA CNF နဲ့မဟာမိတ်တွေကိုထောက်ပို့ပစ္စည်းတွေပေးအပ်မှာဖြစ်ပါတယ်။ Cox Bazar လေးစိတ်ကြီးကိုတိုးချက်ပြင်ဆင်နေတာလဲနောက်ဆုံးအဆင့်ထိရောက်ရှိနေပြီ။ပြင်ဆင်မှုတွေအားလုံးပြည်စီကနေပြီလို့ဆိုပါတယ်။ အဲ့ဒီတိုးချဲ့ပြင်ဆင်မှုတွေဟာရခိုင်နဲ့ချင်းပြည်နယ်အတွင်းစစ်စင်ရေးတွေကိုအထောက်အကူပြုမဲ့ drone အခြေစိုက်စခန်းအဖြစ်အသုံးပြုဖို့လို့ဆိုပါတယ်။အဲ့ဒီ drone အခြေစိုက်စခန်းကနေပြီးတော့တူရကီနိုင်ငံထုတ်အစ်စ်မြင့်လူမဲ့ drone လေယာဉ်တွေပြန်တမ်းပေးမှာဖြစ်ပြီးတော့အဲ့ဒီ drone တိုက်လေယာဉ်တွေရဲ့စစ်ရေးအကူအညီဟာရခိုင်စစ်ပွဲအဆုံးသတ်ရေးအတွက်တော့ကြက်ကြတဲ့အခန်းကဏ္ဍကနေပြီးတော့ပါဝင်လာမယ်လို့ဆိုပါတယ်။စစ်စင်ရေးမဟာဗျူဟာကကျေပြကြီးမားတဲ့မဟာဗျူဟာဖြစ်ပြီးတော့အဲ့ဒီမဟာဗျူဟာမှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကအရေးကြီးတဲ့အခန်းကဏ္ဍကနေပြီးတော့ လှုပ်ရှားပါဝင်ရမှာဖြစ်ပါတယ်။မတ်လအလယ်ပိုင်းမှာကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူဒရာရက်စ်ဘင်္ဂလားဒေ့ရှ်ကိုရောက်လာပြီးရခိုင်ပြည်နယ်ဘက်ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးမဲ့အကူအညီပေးရေးလမ်းကြောင်း8 corridor ဖွင့်ဖို့တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။အဲ့ဒီလမ်းကြောင်းကနေပြီးတော့ရိုဟင်ဂျာတွေဘူတိတောင်မောင်တော်ဒေသပြန်ပို့ရေးအစီအစဉ်လည်းပေါ်ဝင်ပါတယ်ရိုဟင်ဂျာတွေနေရပ်ပြန်ပို့ရေးကိုဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်နဲ့စစ်ကောင်စီဒုတိယဝန်ကြီးချုပ်ဦးသန်းစွေတို့သဘောတူထားကြပြီဖြစ်ပါတယ် အဲ့ဒီကုညီရေးလမ်းကြောင်းကတော့လက်နက်မပါဘဲနဲ့စားနပ်ရိက္ခာနဲ့ကယ်ဆယ်ရေးဆိုင်ရာအထောက်အပံ့ပစ္စည်းတွေကိုသာပေးပို့သွားမှာ ဖြစ်ပါတယ်။ဒါ့အပြင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ ARSA အစာရိုဟင်ဂျာသဘောအဖွဲ့ကိုလည်းအခုလောက်မဲ့အမေရိကန်ကြောထောက်နောက်ခံပေးတဲ့စစ်စေရေးမှာ AA နဲ့ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့တိမ်သွင်းဖိအားပေးနေပါတယ်။အစာအဖွဲ့ဟာနိုင်ငံရေးအတွေ့အကြုံရာကစစ်ရေးအရာပါ AA ကိုဆက်ကျင်တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ပြီးကြတဲ့လတဲ့မှာဘင်္ဂလားဒေ့ရှ်စစ်တပ်ကအစာခေါင်းဆောင် အတောက်လာနဲ့အဖွဲ့ဝင်၉ယောက်ကို နာရယန်ဂန့်မြို့မှာဖမ်းဆီးခဲ့ပါတယ်။ဒါဟာအာဆာကိုအေအေနဲ့အတူစစ်စေးရဲမှာပူးပေါင်းဆောင်ရွက်ဖို့ဖိအားပေးဆောင်ရွက်တာဖြစ်ပါတယ်။အဲ့ဒီစစ်စေးရဲမှာစစ်ကောင်စီစန့်ကျင်တဲ့အဖွဲ့အစည်းတွေအများပြားပါဝင်ပူပေါင်းတဲ့ကျယ်ပြန့်တဲ့စီးရဲမဟာမိတ်တပ်ပေါင်းစုတစ်ခုဖြစ်လာဖို့ရည်မှန်းထားပါတယ်။အဲ့ဒီစီးရဲမဟာမိတ်ဖွဲ့စည်းပေါ်ပေါက်လာရေးအတွက်ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အစစ်မြစ်အရာရှိကြီးတွေကဥဆောင်တဲ့အခမ်းကဏ္ဍကနေပြီးတော့ပါဝင်ရမှာဖြစ်ပါတယ်။ဒီနေရာမှာဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အပြောင်းအလဲနဲ့အရင်ဝန်ကြီးချုပ်ရှိတ်ဟာဇီနာပြောသွားခဲ့တဲ့စကားလေးကို နည်းနည်းပြန်ပြီးတော့စဉ်းစားကြည့်ကြအောင်ပါအယဝန်ကြီးချုပ်ရှိတ်ခါစင်နာဟာတရုတ်နဲ့နှိစက်တဲ့နိုင်ငံရေးခေါင်းဆောင်ပါနောက်တက်လာတဲ့မိုဟာမက်ယူနစ်ကအမေရိကန်နဲ့နှိစက်တဲ့နိုင်ငံရေးခေါင်းဆောင်ပါဒီဖြစ်ရဟာဘာနဲ့ဆင်တူတယ်လဲဆိုတော့ယူကရိန်းမှာရုရှားနဲ့နှိစက်တဲ့တမရဖြုတ်ချအာဏာသိမ်းခံပြီးတော့အမေရိကန်နဲ့နှိစက်တဲ့သူတွေအာဏာရလာတာနဲ့ဆင်တူပါတယ်ယူကရိန်းမှာအဲ့ဒါလိုအာဏာအလွှဲပြောင်းဖြစ်ဖို့အမေရိကန်ကစီစဉ်ခဲ့ကြောင်းအမေရိကန်လက်ထောက်နိုင်ငံရဲ့ဝန်ကြီးဟောင်းဗစ်တိုးရီယာနူလန်ကဝန်ခံခဲ့ပြုပါတယ်။တရုတ်ဟာအလွန်အကြံကြီးတဲ့ ခစ်တပိုလန်မာကြီးကိုအကောင့်ထည့်ဖော်နေပါတယ်အဲ့ဒီပိုလန်မာကြီးဟာနိုင်ငံပေါင်း80ကိုဆက်သွယ်ဖောက်လုပ်မဲ့ကုန်သွယ်လမ်းမာကြီးပါအဲ့ဒီခစ်တပိုလန်မာကြီးစီမံကိန်းကိုရှိတ်ခါစီနာကအပြည့်အဝပူပေါင်းပါဝင်ပါတယ်ပြီးခဲ့တဲ့ဆယ်နှစ်တာကာလအတွင်းမှာတရုတ်ဟာဘင်္ဂလားဒေ့ရှ်ကိုအခွင့်အရေးတွေအများကြီးပေးပြီးတော့စီးရုံးခဲ့ပါတယ်အရာစကားနဲ့ပြောရလို့ရှိရင်ကျွေးမွေးပြီးတော့ပေါင်းခဲ့တယ်လို့တောင်ဆိုနိုင်ပါတယ်ဒါပေမဲ့ဆန်နှပြပေါ်တွေဖြစ်လာပြီးရှိတ်ခါစီနာပြုတ်ကျသွားပါတယ်ရှိတ်ခါစီနာပြုတ်မကျခင်မှာ မြန်မာနိုင်ငံနဲ့ပါဆက်ဆက်တဲ့အရေးကြီးတဲ့စကားတစ်ခုကိုပြောသွားခဲ့ပါတယ်သူပြောသွားတာကဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကစစ်တကောင်းရယ်ဗမာပြည်တွေကရခိုင်နဲ့ချင်းပြည်နယ်ကိုဖဲ့ထုတ်ပြီးတော့အရှိတီမောလို့ခရိယန်တိုင်းပြည်တစ်ခုလုပ်ဖို့ပြီးတော့အဲ့ဒီတိုင်းပြည်တွေရဲ့ရေပိုင်နဲ့ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့စိတ်မာတင်ကျွန်းမှာအမေရိကန်စစ်ကမ်းလုပ်ဖို့အမေရိကန်ကကြံစီနေတယ်လို့ပြောသွားတာပါဒါအပြင်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ အမေရိကန်စစ်ချေဆိုင်စခန်းဖွင့်ခွင့်ပေးမယ်ဆိုရင်ရှိတ်ခါစီနာရွေးကောက်ပွဲတေချာပေါက်နိုင်စီရမယ်လို့လူပြူတယောက်ကကန်လန်းချောင်းကိုလည်းရှိတ်ခါစီနာကပြောခဲ့ပါတယ်ရှိတ်ခါစီနာကအဲ့ဒီကန်လန်းချက်ကိုလက်မခံခဲ့ပါဘူးအဲ့ဒီအချက်တွေဟာသူတို့နိုင်ငံကိုပဲပြစ်မှတ်ထားတယ်လို့တချို့ကထင်ကြပါလိမ့်မယ်မဟုတ်ပါဘူးမြန်မာပြည်ကပြစ်မှတ်ထားနေတယ်ဆိုတာသူသိပါတယ်လို့ရှိတ်ခါစီနာကပြောသွားပါတယ်2024ခုနှစ်မေလ23ရက်နေ့ကအဝါမီလိခ်ပါတီနဲ့တခြားမဟာမိတ်ပါတီ14ခုရဲ့ အစည်းအဝေးပွဲမှာရှိတ်ခတ်စီမှာပြောတော်တာပါအဲ့ဒီတော့ကသူကဝန်ကြီးချုပ်ပဲရှိပါသေးတယ်။သူပြောသွားတဲ့အမေရိကန်ကစစ်စခန်းဆောက်လုပ်ချင်တယ်ဆိုတော့စိတ်မာတင်ကျွန်းဟာရခိုင်ပြည်နယ်အလဲတန်ကျော်နဲ့တိတ်မဝေးတဲ့နေရာမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ပိုင်ကျွန်းကျွန်းမှာအဲ့ဒါလိုပြောပြီးတိတ်မကြခင်အော်ဂုလာထဲမှာရှိတ်ခါစီနာယာဒူးပြုတ်ပြီးတော့ထွက်ပြေးရပါတယ်။အမေရိကန်နဲ့ပလက်နံပါတ်တင်တဲ့မိုဟာမက်ယူနစ်အနာရလာပါတယ်။ ရှိတ်ကာစီနာပြုတ်ကျသွားပြီးတဲ့နောက်သူပြောတဲ့အစကားကိုအားလုံးကအမေ့မေ့ပြပြဖြစ်သွားပြီးမဲ့အခုလိုအမေရိကန်ရဲ့အကူအညီနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကစီးရဲအကူအညီတွေပေးလာတော့မယ်အဲ့ဒါလိုပေးမဲ့အဖွဲ့အစည်းက AAR ခတ်တက်တော်နဲ့ CNF ချင်းမျိုးသားတပ်ဦးကိုဖြစ်နေတယ်ဆိုတော့သတင်းထွက်ပေါ်လာတော့ဒါတွေကိုပြန်သတိမရပဲမနေနိုင်ပါဘူးတရုတ်နိုင်ငံလည်းငါလည်းရှိတ်ကာစီနာပြောတဲ့အချက်တွေကိုလစ်လျူရှုထားမယ်မထင်ပါဘူးစိတ်မာတင်ကျွန်းကအမေရိကန်ကစစ်စခန်းဆောက်လုပ်လိုက်မယ်ဆိုရင်တရုတ်ရဲ့ ကြောက်ဖြူရေနဲ့စိတ်ကန်းလို့တရုတ်ရဲ့အမွာပိုက်လိုင်းနှစ်သွဲတော့ဟာဘယ်ဘဝရောက်သွားပြီလဲ။음စိတ်မာတင်ကျုံကိုအမေရိကန်စစ်စခန်းရောက်လာမှာမျိုးကိုတရုတ်ကဘလို့မှလက်ခံနိုင်မှာမဟုတ်ပါဘူး။ယူကရိန်းနေတိုးရဲ့ဝင်မယ်ဆိုလို့ရုရှားနဲ့ယူကရိန်းစစ်ဖြစ်တယ်လို့အဖြစ်မျိုးနဲ့ခက်ဆင်ဆင်တူသွားပါလိမ့်မယ်။အခုချိန်မှာရခိုင်နယ်မြေဟာပြိုလဲကြိုက်တဲ့နှင်းစီတိုင်းဖြစ်နေပါတယ်။အမေရိကန်ကလည်းလိုချင်တရုတ်ကလည်းလိုချင်ဖြစ်နေပုံပါပဲ။ ဒါပေမဲ့နှစ်ဖက်စလုံးကအာရမလောက်လာပြီးတော့ကြက်ပေါင်ကိုတယောက်တစ်ချောင်းစီဆွဲတယ်လို့ဆွဲလိုက်ကြရင်တော့ကြက်သားကင်လိုက်တယ်လို့နှစ်ချမ်းပြဲသွားပါလိမ့်မယ်။အမေရိကန်ကဒေါ်လာရဲ့ဘက်ကဝင်ကူတော့မယ်ဆိုရင်ရုတ်တရက်ကြားလိုက်ရတာကဝမ်းသာစရာကြီးပါ။စစ်အာဏာရှင်စနစ်ပြိုကျတော့မယ်။ဒီမိုကရေစီရတော့မယ်။အဲ့ဒါဆိုရင်သိပ်ကောင်းပြီပေါ့ဗျာ။ဝမ်းသာစရာကြီးပေါ့။ဒါပေမဲ့ဒီလောက်လွယ်လွယ်နဲ့ပြီးသွားလိမ့်မယ်မထင်ပါဘူး။အမေရိကန်က တဏီယာကနေဝင်ကူရင်တရုတ်ကနောက်တဏီယာကနေထကြွလာတာမျိုးဟာမလွဲမရှောင်တာပဲဖြစ်လာပါလိမ့်မယ်အမေရိကန်ကသူ့ proxy တွေနဲ့သူဝင်ကစားမယ်ဆိုလို့ရှိရင်တရုတ်ကလည်းသူ့ proxy တွေနဲ့သူဝင်ကစားပါလိမ့်မယ်အဲ့ဒီအခါမှာတရုတ်ဟာစစ်ကောင်စီဘက်ကနေကစားမှာလားဒါမှဒါဆိုလို့ရှိရင်တော့တရုတ်ဟာပြည်သူလူထုရဲ့ရန်သူဖြစ်သွားပါလိမ့်မယ်တခြားတစ်ဖက်မှာတော့တရုတ်ဟာရွှေပြောင်းလို့မရတဲ့အိန္ဒိယနိုင်ငံဖြစ်နေပြန်ပါတယ်ဒါဆိုလို့ရှိရင်နိုင်ငံရေးအခြေအနေဟာမထင်မှတ်တော့ ရှုပ်ထွေးသွားပြီးတော့သွေးချောင်းချောင်းစီးတာမျိုးတောင်မှဖြစ်သွားနိုင်ပါတယ်တကယ်လို့တရုတ်ကကိုကန်တို့ဝါတို့ကို proxy ထားပြီးတော့ကစားမလားအဲ့ဒါဆိုရင်တော့တော်လိုင်းရဲ့အဖွဲ့တွေဘက်ကအားကောင်းလာပြီးမဟာလာဆက်အနာရှင်စနစ်မြန်မြန်ပြုတ်ကျသွားတာမျိုးဖြစ်လာနိုင်ပါတယ်ဒါပေမဲ့ဗမာပြည်တွေကတော်လိုင်းရဲ့အဖွဲ့အစည်းတွေထဲမှာတရုတ် proxy နဲ့ American proxy တို့အချင်းချင်းအားပြိုင်လာတာထိတိုက်တိုးလာတာမျိုးတွေဖြစ်လာမှာစိုးရိမ်ရပါတယ်အလွန်အန္တရာယ်ကြီးတဲ့တိုင်းပြည် တွေးချောင်းစီးသွားနိုင်တဲ့ပြိပခါတွေရဲ့ရှေပြေးအရေးနမိတ်တွေကိုကျွန်တော်တို့သတင်းကြားနေရပါတယ်အဲ့ဒါကြောင့်အထူးသတိပေးချင်ပါတယ်ကျွန်တော်တို့အများကြီးစဉ်းစားဖို့လိုပါတယ်ကျွန်တော်တို့အများကြီးစီလုံးဖို့လိုပါတယ်စစ်ကောင်စီမှာအပဖြစ်တဲ့ကြံတဲ့တော်လှန်ရေးအဖွဲ့အစည်းအလုံးရဲ့ပေါင်းစည်းညီညွတ်မှုမျိုးကိုတိစောက်နိုင်မှတိုင်းပြည်ကိုကယ်တင်နိုင်မှလိမ့်မယ်ကျွန်တော်တို့တိုင်းပြည်ဒုတိယယူကရိန်းမဖြစ်ရအောင်နှီးမျိုးစုံနဲ့ကာကွယ်ဟန်တားရပါလိမ့်မယ်တော်လှန်ရေးအဖွဲ့တွေကြားထဲမှာ American proxy တရုတ် proxy ဆိုပြီးတော့အချင်းချင်းသွေးကွဲမသွားဖို့ကအရေးကြီးဆုံးပထမအချက်ပါတပ်ပေါင်းစုဖွဲ့ဖို့စ조사ကြပါလက်ရှိမှာတပ်ပေါင်းစုဖွဲ့လို့မရတဲ့အချက်ကမဖွဲ့ကျင်တဲ့သူတွေရှိနေလို့ဖွဲ့မရတာပါတခြားလူတွေနဲ့မပူးပေါင်းဝဲနဲ့ငါတို့ကြီးပဲအောင်ပွဲဆင်နိုင်လိမ့်မယ်လို့ထင်ပြီးတော့သွေးကြီးနေတဲ့အဖွဲ့ကြီးတချို့ကြောင့်တပ်ပေါင်းစုဖြစ်မလာတာပါသူမဟာမငါမိတ်မယ်ဆိုလိုတာကသူအားကြီးမှငါကမိတ်ဆွေဖွဲ့မယ်အရေးလုံးမယ် သေးတဲ့ကောင်တွေကိုမဟာမိတ်မဖွဲ့နိုင်ဘူးဆိုတော့စိတ်ထားတွေရှိနေလို့တပ်ပေါင်းစုဖြစ်မလာတာပါအခုချိန်မှာအဲ့ဒီသွေးနှထင်ရောက်မှုတွေအားလုံးကိုဘေးချပြီးတော်လန်ရေးအဖွဲ့အစည်းတွေရဲ့စီလုံးညီညွတ်မှုကိုတိစောက်ကြမှသာဒီတိုင်းပြည်နဲ့ပြည်သူတွေသွေးချောင်းမစီအောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်ဒုတိယအရေးကြီးတဲ့အချက်ကတော့ဘယ်နိုင်ငံခြားတိုင်းပြည်ကိုမှတိတ်ထင်ကြည့်ပြီးတော့ပုံမှန်အပ်လိုက်ကြဖို့ပါယူကရိန်းကိုကြည့်ပါအမေရိကန်ကလက်နက်တွေပုံအောင်ထုတ်ပေးပြီးတော့သူတို့ကိုစားရုရှားကိုတိုက်ခိုင်းတော့တိုက်ကြပါတယ် ပြည်သူအများအပြားသိကျပျက်စီးရပါတယ်ဒါပေမဲ့သူတို့မလိုလားတဲ့အခါကျတော့သူတို့ policy ပြောင်းသွားတဲ့အခါကျတော့အင်ဂျူတော်တွေကိုခေါ်ပြီးတော့ပါမရရုံတမင်အဆက်ခွဲတာကိုခံရပါတယ်တမရနဲ့ဒုတိယတမရကဝိုင်းရန်ထောင်ရုံသာမကဘဲနဲ့သတင်းတောက်ကပါဘာလို့ကိုအင်ကြီးမဝတ်တာလဲမရှိလို့လားဆိုပြီးတော့စော်ကားလိုက်ပါသေးတယ်တရုတ်ကလည်းအဲ့လိုမျိုးလုပ်ဖူးပါတယ်မလေးရှားကွန်မြူနတီပါတီကချင်ပန်ဆိုတာအလွန်တော်တဲ့ခေါင်းဆောင်ပါသူကလက်နက်အင်အားမရှိတော့လို့ ပါတီဖြက်တက်ဖြက်တော့မယ်ဆိုတာကိုကြားသိတဲ့အခါမှာတယောက်ကခေါ်ပြီးတော့ငါတို့လက်နက်ပေးမယ်ငွေပေးမယ်ဆက်တိုက်ပါလို့ပြောခဲ့ပါတယ်။အဲ့ဒီတော့ချင်းပန်တို့ဆက်ပြီးတော့တိုက်ပါတယ်။နောက်ပိုင်းတယောက် policy ပြောင်းတဲ့အခါကျတော့အထောက်ပံ့အားလုံးကိုအကုန်ဖြတ်ချလိုက်တာမလေးရှား Communist Party ဒုက္ခရောက်သွားမှုပါတယ်။ပြောချင်တာကတော်လန်ရေးအဖွဲ့တွေအနေနဲ့ဘယ်သူမှမမီခိုကြပါနဲ့။ဘယ်သူမှစေတနာတရားတရားထက်တန်လွန်းလို့အခမဲ့ကူညီနေတာမဟုတ်ပါဘူး။သူတို့အကျိုးနဲ့သူတို့လုပ်နေတာပါ။အကျိုးလိုလို့ညောင်ရီလောင်းနေတာပါ။ ဘသူ့ကိုမှလွန်ကျွန်မမိခိုကြပါနဲ့တနက်9လက်ပဲရှိတဲ့သူဖြစ်ပါစေတနက်10လက်ရှိတဲ့သူပဲဖြစ်ပါစေကိုတိုင်းပြည်ရဲ့ကတော်လှန်ရေးသမားတွေကိုသာယုံကြည်အားထားပြီးတပ်ပေါင်းစုကြီးအ мян ဖွဲ့စည်းနိုင်မှသာဒီတိုင်းပြည်နဲ့ဒီပြည်သူတွေကိုကဲတင်နိုင်မှာဖြစ်တယ်လို့အလေးနဲ့သတိပေးတိုက်တွန်းချင်ပါတယ်ခင်ဗျာ